င်္ဂလာပါရှင်ဒေါက်တာမီတီရီပါသွားနေခရင်ဆရာဝန်ဖြစ်ပါတယ်ရှင်ဒီနေ့ဒေါက်တာပြောပြမယ့်အကြောင်းအရာလေးကတော့ Brock system လို့ညီရပါတယ် Brock system ဆိုတာဘာလဲပေါ့နော်ဆိုတော့ညာဘက်မှာသွားကြိတ်ခြင်းဟာ Brock system ပါ ောက်တာတို့စေကန်းနေကိုဘလို့လူနာတွေကရောက်လာလဲပေါ့เนาะဆိုတော့အခါကြလို့ရှိရင်အဲလူနာမှာကြားမှမခွဲဘဲနဲ့ broad session ကဖြစ်နိုင်ပါတယ်အသက်အရွယ်ပိုင်းခြားမှာဆိုလို့ရှိရင်လည်းဒေါက်တာတို့အခုတွေ့နေရတာအသက်20နဲ့55အတွင်းမှာတွေ့နေရပါတယ်ရှင်တို့တွေရဲ့ complaint တွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင်သွားတွေအားလုံးကကျင်နေတယ်နောက်ပြီးသွားလို့ရှိရင်မြေရိုးတွေနာနေတယ်နောက်ပြီးသွားတော့ဒီဘက်ပေါ့เนาะနှစ်ထင်ကျော်လို့နေရာတွေကနာနေတယ်နားတွေလည်းနာနေတယ် ေါ့နော် complaint ဒီလို complaint တွေအစအစပြောကြပါတယ်။နောက်ပြီးသွားရင်ဘေးမှာဖော်ပါလာရဲဆိုရင်တကယ်ချင်းနေရာနေပြီးညအိတ်တဲ့အခါမှာသူကသွားရမ်းကြိတ်တာပဲဒေါက်တာကြီးသွားကြိတ်တန်ကြီးတွေအရန်ကြားနေရတယ်ဘေးကလူတွေအိတ်လို့မရဘူးစသည်ဖြင့်ပေါ့နော်ဒီလို complaint တွေနဲ့ဈေးကောင်ရောက်လာတာများပါတယ်ရှင်။ processing ကိုဘယ်လိုကုသရမလဲမကုသရင်ဘာဆက်ဖြစ်နိုင်လဲဆိုရဲမိကွန်းလေးတွေရှိပါတယ်ရှင်ပထမဆုံးအနေနဲ့ဘယ်လိုကုသရမလဲကိုအရင်ဆုံးပြောပါမယ်ဘယ်လိုကုသရမလဲဆိုလို့ရှင် processing ဆိုတာကျမတို့ stress ကြောင့်အဓိကဖြစ်လာတာပါဒါတွေ့ကြောင့်မလို့နံပါတ်1က stress ကိုလျှော့ရမယ်နံပါတ်2ကကျမတို့ဘာတွေလုပ်လို့ရလဲဆိုလို့ရှင်ဝါသနာပါတဲ့အားကစားတွေလုပ်လို့ရမယ် meditation တွေလုပ်လို့ရမယ်ပေါ့နော်နံပါတ်2အနေနဲ့ကြားလို့ရှင်ကျမတို့ကဒီ processing ကိုအဲဟိုသွားကြိတ်နေတဲ့အချိန်မှာ ကျမတို့ကဒီသွားတွေကိုမထိခိုက်အောင်တွက်ဆိုလို့ရှိရင်သွားကိုကာတဲ့ plastic အစုပ်ကလေးတွေပေါ့နော် nylon လို့ခေါ်ပါတယ်ဒါလေးတွေကိုသွားဆေးကမ်းမှာသွားပြီးတော့ပုံစံယူပြီးရောရင်အပ်လို့ရပါတယ်ဒါလေးတွေတတ်ထားမယ်ဆိုလို့ရှိရင်လည်းတတ်သားပါတယ်နံပါတ်3အချက်ကကြာလို့ရှိရင်ကျမတို့ကဇက်ထဲမှာသွားတွေ alignment မညီတာပေါ့နော် male alignment တိတိရှိတယ်ဒီသွားတွေကအဲဒီလိုမညီနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညအိတ်တဲ့အချိန်မှာကျမတို့ကမသိမသားနဲ့သွားသွားပြီးတော့ချိန်နေတတ်တယ်ရှင်ဒီဟာလေးတွေကိုကုသပါမယ်ရှင်နံပါတ်4အနေနဲ့ကတော့ကျမတို့မှာတခြားဘာယောဂများရှိနေတယ်လဲပေါ့နော် underlying condition ဘာရှိ နေတယ်လဲ sleep apnea လို့မျိုးညာဤတဲ့ချိန်မှာဖြစ်တဲ့ problem တွေပေါ့เนาะဘာတွေရှိနေတယ်လဲကိုစစ်ဆေးပြီးတော့ကုသရမှာဖြစ်ပါတယ်ရှင် ကုသရံအချက်တွေကိုပြောပြီးသွားတဲ့အခါမှာမကုသရင်ဘာတွေဆက်ဖြစ်မလဲကိုပြောပြပြီးသွားမှာဖြစ်ပါရဲ့ရှင်မကုသဘူးဆိုလို့ရှိရင်မတို့ကအပေါ်သွားနဲ့အောက်သွားကနေ့စဉ်တစ်ချိန်လုံးပုတ်တိုက်နေမှာဖြစ်ပါတယ်ပုတ်တိုက်နေတဲ့အတွက်ကြောင့်မလို့အမတို့ရဲ့သွားပိုင်းအပေါ်ဆုံးလွာမှာရှိတဲ့ကြွေလွာအမဆုံးကြွေလွာတွေကတဖြည်းဖြည်းနဲ့ပေါန်းလာမယ်ပေါန်းလာပြီးတဖြည်းဖြည်းနဲ့ပြုံးလာမယ်အဲ့လိုမျိုးပြုံးလာပြီးသွားကြွေလွာတွေပါလာသွားတာနဲ့အမြသွားကတဖြည်းဖြည်းနဲ့ကျင်လာမှာဖြစ်ပါတယ်ရှင်အဒုတိယချက်နေနေကြလို့ရှိရင် severe bruxism ပေါ့နော်အန်တရား အဲသွားကြိတ်တဲ့လူတွေမှာဆိုလို့ရှိရင်မတို့ကဒီ periodontal disease ပေါ့နော်သဖုံယောဂါတွေဆက်ပြီးတော့ဖြစ်လာနိုင်တယ်အဲ့ဒီကနေမှတဆင်ပိုပြီးဆိုးရလာလေဆိုလို့ရှိရင်သွားတွေပါလှုပ်လာနိုင်ပါတယ်ဒီအပြင်ပိုပြီးဆိုးရတဲ့လူနာတွေမှာဆိုလို့ရှိရင်မတို့ကမေယိုဂျော disorder တွေမေယိုတွေနာမယ် DMJ pain တွေရမယ်အဲ့ဒီအပြင်ကိုမှတခါတည်း facial pain တွေရလာရင်ဒီ ठी ကိုဆိုးရလာနိုင်ပါတယ် ဘာကျိတ်တာကယောဂတစ်ခုလားဘာကျိတ်တာကယောဂတစ်ခုလို့တော့အကျဉ်းမြင့်အနေနဲ့ပြောလို့မရပါဘူးရှင်။သွားကျိတ်တာကကျမတို့ရဲ့ behavior attitude တစ်ခုပေါ့နော်။ဒါကမရှိတဲ့နဲ့မဆွဲမြဲတဲ့နဲ့လေ့ကျင့်တစ်ခုဖြစ်ပါတယ်။ဒီလေ့ကျင့်ကိုကျမတို့ကမကုသဘူးဆိုလို့ရှိရင်တော့ယောဂအဖြစ်ကိုပြူပြောင်းသွားနိုင်ပါတယ်ရှင်။သွားကြိတ်ချိန်မှာသွားရည်မပြည့်စည်အောင်ဘလို့ကာကွယ်လို့ရလဲ ။ဘာတိတ်ချိန်မှာသွားတွေမပြည့်စည်အောင်လို့ night gag လို့ခေါ်တဲ့အဲ plastic အကြည်လေးတွေကိုသွားပေါ်မှာစွတ်ပြီးတော့ညာအိတ်လို့ရပါတယ်။ my box system လိုမျိုးလူနာမျိုးတွေဆိုလို့ရှိရင်တော့ဒီ night gag ကလေးတွေကိုပုံမှန်လေးတက်ပြီးအိတ်မယ်ဆိုလို့ရှိရင်ဒီ box system ရောဂါတက်တာသွားပါတယ်။ ်ဘရော့ကဆင်သမားတွေကရမ်းညီဟိုစိုးရိမ်စရာမလိုပါဘူး stress တွေ short မယ် meditation လုပ်မယ်နောက်ပြီးသွားရင်ဒီ stress တွေကိုပြေပြောက်တဲ့အားကစားတွေလုပ်မယ်နောက်ပြီးတော့ကိုယ့်ရဲ့ပါးစပ်ထဲမှာ career နဲ့မှာ alignment မညီတဲ့သွားတွေကိုကုသမယ်ညဘက်အိပ်တဲ့ချိန်မှာ night guard လေးတွေတက်ပြီးအိပ်မယ်ဆိုလို့ရှိလို့ရှိရင်ဒီယောဂါပျောက်ကင်းသွားမှာဖြစ်ပါရှင်